။သမီးကဈေးရောက်မှုလို့အလားလို့သမီးကိုယ်တိုင်ထွက်ရှာတာပါ။ဒီအိမ်တော်ရဲ့အဆင်မပြေဘူးဖြစ်သွားတော့အော်နောက်ဆုံးတော့ question စာကြုံးမှာလက်မှတ်ထိုးလိုက်တယ်။အဲ့နောက်ပိုင်းကစပြီးတော့ကိုယ်တော်တယောက်တည်းရအောင်ရုန်းကန်တော့တာပေါ့။အဲ့နေ့မှာအကြော်ရောင်းလာလေ။နော်အကြော်သေးရဲ့တာပေါင်းညာဆိုသမီးသားအိမ်ပြန်လာပြီးပြီဆိုရင်အမေရေတွေကဘူးသီးလုံးလောက်ကြာတယ်။တားဟုတ်ဒီလိုပြောတယ်ဆိုတော့တားအံကိုသေးရလားနေ။နင်ကယောက်ျားလေးမွေးထားတာလေအမေအကျော်ရောင်းလို့သူတို့အကျော်ရောင်းနေပြောတာတားပါလို့စိတ်ဆိုးတာဓမ္မအာဇီဝနဲ့လောက်ကင်စားတော့တာဒါကြီးကရှက်စရာလား ငိုနဲ့အမကြိုက်ဘူးအဲအဲ့လိုသမီးကသူ့ကိုစိတ်ကိုပြန်ပြီးအဲ့လိုအကုတ်အဆက်စားလားအချောက်တော့နော်အရင်လေးတလုံးရမယ်လို့ဆိုရင်တော့အရန်ပြော်မှာပေါ့ဘာလို့ဆိုသမီးတနေ့ကိုပင်မန်းရင်အိမ်ရောက်ပြီဆိုရင်သမီးသားလေးနဲ့သမီးနဲ့အဲအဲ့ဒီလိုလေးနေကြတာပေါ့လောလောဆယ်ကြတော့လက်ရှိအမင်းနဲ့ပဲအဆင်ပြေအောင်နေပါရဲ့ရှင်မင်းကိုအရန်ချစ်တယ်အမင်းနဲ့ညာမကြိုက်ဖြစ်ပါအေကာရာအရန်ကောင်းတယ် စာဖွင့်နေဒီနေရာမှာလားဆိုတော့စဒီမှာရောင်းတာတော့သမီးမဟုတ်ပဲနဲ့သမီးဦးလေးနဲ့အမေနဲ့ကစရောင်းတာရောင်းတော့သမီးကခလေးလေးပဲရှိတယ်လိုက်လိုက်လာတာအဲဒီမှာဆိုရင်တမီးကငယ်သေးတယ်အသက်၃နှစ်လောက်ပဲရှိသေးတယ်အခုကြတော့သမီးအလဲထဲမှာအဲ့လိုပဲလိုက်လာနေအရွယ်ကြီးတော့လေဦးလေးတွေနဲ့ဝိုင်းရောင်းတယ်နောက်ပိုင်းကျတော့အိမ်အောင်ကြပြီမရောင်းတော့ဘူးအော်အိမ်အောင်ကွဲပြီးမှသမီးဘသမီးဈေးဆိုင်လေးပြန်ဖွင့်တာပါအခုအဆက်စားလားမရဘူး 6တုံးနော်ဟိုအိမ်အောင်ကြကစားတော့ဘာမှအလုပ်လုပ်ဆရာမလို့အဆင်ပြေတယ်ကောင်းကောင်းနေရတယ်နောက်ပိုင်းကျတော့သမီးအိမ်အောင်ကွဲပြီးတဲ့အခါမှာသမီးကဈေးရောက်မှုလိုအပ်လာလို့သမီးကိုယ်တိုင်ထွက်ရှာတာပါဒီအိမ်အောင်ရဲ့အဆင်မပြေဘူးဖြစ်သွားတော့အော်နောက်ဆုံးတော့ question စာကြုံးမှာလက်မှတ်ထိုးလိုက်တယ်အဲ့နောက်ပိုင်းကဆက်ပြီးတော့ကိုယ်တော့တယောက်တည်းရအောင်ရုံးကန်တော့တာပေါ့အဆိုကျတော့ပေးရပေးအခုကတော့မရတော့ဘူးစီချက်တွေရတာရအောင်လို့အေးအေးလုပ်ပေးမယ်လေးရတယ် ဘာလေးကိုဘလို့စဖို့လဲဆိုတော့အစတော့သမီးအစဖို့အင်အားတွေတကယ်မရှိခဲ့ဘူးမရှိခဲ့ဘူးဆိုတော့ဘလို့မျိုးလဲဆိုတော့ကြောက်စိတ်တွေရောဝင်းတဲ့စိတ်တွေရောအငဲစိတ်တွေနဲ့ကြတော့လက်တွေ့အဆင်မပြေနိုင်ဘူးပေါ့အဲ့လိုဖြစ်တဲ့စိတ်နဲ့နောက်ကြတော့အားရကုံမေးလိုက်တယ်မေးပြီးတော့ငါရအောင်တော့လောက်ကမယ်ဆိုတဲ့စိတ်နဲ့ဘရားကျော်လေးတစ်မျိုးစာရအောင်နောက်ကြတော့အဲ့ဘရားကျော်ကနေစမူစာလေးတစ်မျိုးထပ်ထည့်တယ်အဲ့လိုအဲ့လိုနဲ့ပဲဒီလိုပုံစံလေးဖြစ်လာတာပါခက်ခဲတာကြတော့စီးပွားရေးလေးကကြတော့သမီးရှာတဲ့ပတ်စံလေးနဲ့သမီးသားနဲ့သမီးနဲ့တုံးလို့လောက်တယ်ဒါမဲ့သမီးကဘာလဲဆိုတော့ အဲ့ကလေးအရင်ငယ်တော့သမီးထားခဲ့ရတာအဆင်မပြေဘူးသူများကြီးထားခဲ့ရတာပြန်လာရင်ဟိုတရင်နေကြားတယ်ဒီတရင်နေကြားတယ်အဲ့လိုပေါ့သမီးဈေးရောက်ရင်လည်းသမီးစိတ်မဖြောင်းကလေးထားခဲ့ရတော့ငယ်သေးတော့လေကြောင်းလည်းမတက်သေးတဲ့အရွယ်ဆိုတော့အဲ့လိုအမျိုးတွေနဲ့ပဲလေဒါပေမဲ့လည်းအမျိုးတွေကိုလည်းစိတ်ဆိုးလို့မရဘူးဘာလို့သူတို့ကြီးမှလည်းကလေးငယ်လေးတွေရှိတယ်သမီးသားနဲ့ရွယ်သူလေးတွေရှိတယ်ဆိုတော့ကလေးကလေးချင်းကြတော့အခက်မတင်နေဖြစ်တယ်လိုက်ထိန်းရတဲ့အနေထားတွေပေါ့နော်အဲ့လိုပုံစံနေကြတော့ရရှိတော်တော်တော့အဲ့ဒီအချိန်မှာအဲ့ဒီခက်ခဲမှုတွေကတအားများတာ ဟိုနောက်ဒီចောင်းတက်တဲ့အခါမှာဆိုလဲစောနောက်လိုဟဲ့နင်းမရအကြော်ရောင်းတာလေနော်အကြော်တဲ့တာပါညာဆိုသမီးသားအိမ်ပြန်လာပြီဆိုရင်အမေရေတွေကဘူးဒီလုံးလောက်ကြာတောက်ဒီလိုပြောတယ်ဆိုတော့တားအင်ကိုသေးလားနင်းနင်းကယောက်ျားလေးမွေးထားတာလေအမေအကြော်ရောင်းလို့သူတို့အကြော်ရောင်းနေပြောတာတားပါလို့စိတ်ဆိုးတာအမအာစီဝါနဲ့လောက်ကင်စားတော့တာဒါကြီးကရှက်ဆရာလားငိုနဲ့မကြိုက်ဘူးအဲအဲ့လိုသမီးကသူ့ကိုစိတ်ကိုပြန်ပြီးအဲ့လိုမမအဆက်နေနေပဲလား အရင်နော်မမအရင်နဲ့နော်မတဘောရဟိုဟာဗာလဲအရင်နဲ့ဟိုရုပ်ကြီးမတဲ့ဘူးနော်ဟောဘောတမီးကဟိုဘယ်လိုပြောမလဲအစကတော့တမီးကအိမ်ငားနေတယ်တောက်လျှောက်ပဲသူတင်းတင်းလေးတွေကတမီးအိမ်အောင်စကြတယ်ကလည်းတမီးကကိုယ့်အိမ်လေးနဲ့ပဲကိုနေတာအမျိုးသားနိုင်ငံသားမှဆိုရင်မဲ့လေအမျိုးသားသမီးတို့ကိုကိုယ့်အိမ်နဲ့ပဲကိုနေဖို့ပတ်စံလေးတွေလွှဲပေးတယ်အားလေးနဲ့ပဲသမီးရအောင်ငားနေတယ်အမေအုတ်ဒီဈေးပြန်ရောင်းတယ်နောက်ပိုင်းကျတော့6လတခါအိမ်လားကချုပ်ကတာတို့အစ်မပြေမှုတွေတို့နောက်အိမ်တအိမ်မှာမိမသားတယောက်တည်းရက်တရာတာဟိုကရေးရပါဖြစ်သွားပြီးမီတာပါဖြစ်သွားပြီးမော်တာပါဖြစ်သွားပြီး တယောက်ထဲကပဲအဖေလုံးရမလားအမေလုံးရမလားအဖေဖြစ်လိုက်အမေဖြစ်လိုက်တော်ကြနေကိုပဲတယောက်ထဲလုံးလိုက်ဆိုတော့အဆင်မပြေဘူး။နောက်အိမ်ရလဲဆောနာလို့ပေါ့6လတခါပြောင်း6လတခါပြောင်းဆိုရဲအခက်ခဲတွေဖြစ်လာတဲ့ခါမှာလောလောဆယ်ကတော့တမီးအခုဒီလပိုင်းလောက်တော့ရှိပြီအမေနဲ့နေတာပေါ့နော်။ဒါပေမဲ့အမေကိုလည်းဒုက္ခမပေးချင်ဘူး။ဘာဖြစ်လို့လဲဆိုတော့တမီးမှာမောင်ဝေးတွေရှိသေးတယ်ဆိုတဲ့ခါမှာတမီးအိမ်အောင်ကြွားသွားပြီဆိုတဲ့အတွက်ကိုတမီးအပေါ်မှာအမေကတာဝန်မရှိတော့ဘူးလို့တမီးကထင်တယ်။ဘာလို့လဲဆိုတော့တမီးကလူချင်းပြောသွားပြီလေ။ 30ကျော်ဆိုတော့တနည်းအားကိုယ့်အကိုကိုးပြီးတော့အမေကိုလည်းအပူမကတ်သင့်ဘူးလို့ထင်တယ်အဲ့တော့အရင်လေးတလုံးရမယ်လို့ဆိုရင်တော့အရန်ပျော်မှာပေါ့ဘာလို့ဆိုတော့တမီးတနေကုန်ပင်မှန်းရင်အိမ်ရောက်ပြီဆိုရင်တမီးသားလေးနဲ့တမီးနဲ့အဲ့အဲ့ဒီလိုလေးနေကြတာပေါ့လောလောဆယ်ကျတော့လက်ရှိအမင်းနဲ့ပဲအဆင်ပြေအောင်နေပါရဲ့ရှင့်အမင်းကိုအရန်ချစ်တယ်အမင်းနဲ့ညာဘက်ကျရင်ပြပအိတ်ကတော့အရန်ကောင်းတယ် ဟိုသမိစိုက်တယ်မဟုတ်ရန်ကုန်မြို့ကြီးမှာမဟုတ်ဘယ်လိုနေရာမှာမဆိုဆနသမိအိမ်လိုချင်တယ်အိမ်လေးတစ်ခုလိုချင်တယ်ဆိုတာကဟိုဒီခေတ်အနေထားနဲ့ဆိုရင်အိမ်ဟိုရန်ကုန်မြို့ကြီးမှာဆိုအပေါ်ဆုံးတော့အိမ်တစ်လုံးအိမ်တစ်ခုရဲ့တန်ကြီးရသမိတို့နေတဲ့ဒီလိုတောင်ကျောင်းမှာဆိုရင်တိန့်တထောင်ရဲ့အထက်ရှိတယ်သမိတို့လိုအနေထားနဲ့တော့မဖြစ်နိုင်သေးပါဘူးဒါပေမဲ့လည်းသမိစ조사မှာပါဘာလို့လဲဆိုတော့အရေးတစ်ခုကကြောရခင်းစာနေရတိတ်အရေးကြီးတယ်လို့မြင်တယ်ဘာဖြစ်လို့လဲဆိုတော့ဟိုကျမ်းမာရေးတို့တေးချင်းတရားတို့ဆိုတာကကျုံမမြင်နိုင်တဲ့အရာတွေဖြစ်တဲ့တော့ ချိန်မြဲသမီးတစ်ခုခုဖြစ်သွားခဲ့မယ်ဆိုလဲသမီးသားလေးကအရေးတစ်ခုမှကြံခဲ့မယ်လို့ဆိုရင်သမီးကအေးချမ်းမယ်ပေါ့နော်သမီးဘယ်ဘဝရောအဲ့လိုပဲခံယူပါရောင်းအားကြတော့မမရာသီဥတုပေါ်မူတည်တယ်အနေထားမမူတည်ဘူးရောင်းအားတနေ့နဲ့တနေ့တော့မတူပါဘူးရှင့်ဒီလိုအခုသမီးတို့ဒီလိုဒီဘက်နေ့ရောင်းကောင်းတယ်ဘာညာဆိုတဲ့နေ့ကြရင်နောက်နေ့နေလေးတာရဲဆိုရင်သမီးနည်းနည်းမုတ်ကလေးပို့လောက်လိုက်တာရှိတယ်အချိန်နေအကြောင်းကြောင်းကြောင်း ဆိုရင်ရာသီဥတုပေါ်မူတီးလိုက်တယ်မုတ်ကလေးရှော့လိုက်တယ်ပေါ့အဲ့လိုမျိုးလေးပေါ့သမီးကတော့နိုင်တလောက်တော့ကြိုးစားပြီးစုတယ်မမအဲ့လိုဆိုတော့သမီးကအခုချိန်မှာဒီလိုဈေးရောက်ရတယ်အာဒီစားသုံးသူတွေလည်းကျေးဇူးရှင်ပါအားလုံးကျေးဇူးတင်တယ်ဘာဖြစ်လို့လဲဆိုတော့တို့လေးတွေသမီးပဲသမီးလက်ရကြိုက်တလောက်ကောင်းနေပါစေစားသုံးသူမရှိရင်သမီးကဘာမှဖြစ်လာမှာမဟုတ်ဘူးဒီဒီအနေထားတစ်ခုလည်းရောက်လာမှာမဟုတ်ဘူးလေသမီးအဲ့ဒီရတဲ့ငွေနဲ့ပဲသမီးလှူဒန်းလာလေးရှိရလိုအပ်တာလေးတွေလုပ်တယ်နောက်တစ်ခုကလက်တွဲမှာကြတော့ဘာလို့ဖြစ်လဲဆိုတော့စူဆောင်းနေဆိုတာထက်ကို လာစဉ်ကလေးရဲ့အကြောင်းလားကလေးတွေရှိတယ်။ဖယ်ဒီကလေးတွေရှိတယ်။အော်တမီးတို့ခေပညာလေးလည်းတင်တယ်လို့သာသနာပညာလည်းတင်တယ်ဘာသာရေးပညာလည်းတင်တယ်ဆိုတော့တမီးမှလာကလေးတွေရှိတယ်။အော်နောက်တမီးမှဝန်ထမ်းကလေးလေးနှစ်ယောက်ရှိတယ်ဟဲ့သူတို့ရဲ့ပတ်စံလေးတွေရှိတယ်ဆိုတော့ဟိုရသလောက်လေးတော့တမီးကချစ်ကုတ်ပြီးစူပါတယ်မမ။တမီးကအရန်ပင်မှန်ပြီးစူးစားတဲ့နေရာလေးမှာတမီးကအခုလိုနေရာလေးရောက်နေတာကိုအားလုံးကတကယ်ကျေးဇူးတင်တာ။အခုဒီနောက်ပိုင်းဆိုရင်ဘလော့ဂါကလေးတွေအဒါဒီကမီဒီယာတွေရော အရင်တင်ခဲ့တဲ့မီဒီယာတွေရောအများကြီးကျေစုတင်တာပေါ့ဘာလို့လဲဆိုတော့ဒီလူတွေရဲ့အကူအညီနဲ့လဲတမိဒီနေရာရောက်လာတာလို့လဲတမိထင်တယ်တမိကိုချက်တက်ခင်တဲ့လူကြတော့တင်ရင်လဲတောင်ညွန့်တခွင်လောက်ပဲတိမာလေမမေစားလေးတွေဒါဘာကြိုက်တာလဲပါနင်းပူဒီမမပါနင်းပူဒီကဘလို့ဘလို့ရတာလဲချင်းချင်းငါငါဆက်ဆက်လေးနဲ့အရန်လဲမဆောက်ဘူးဒါကြတဲ့စိတ်မီတော့ဝင်သွားတယ်ဟုတ်ဒါဘာဖြစ်လဲမရဆိုင်ကအရင်ဆုံးဒါတမိရပြိတ္တ ။ရန်စားကောင်းတယ်။မမေးဆိုင်လားစားဖို့ဖိတ်ပေးလေးပါ။အမားဆိုင်မှာလာအားပေးကြပါ။အမားဆိုင်မှာလာအားပေးကြတဲ့တယောက်ချင်းတွေကိုအကျောင်းအောင်ကြည့်သူတွေမှာအမားဆိုင်မှာလာပြီးကြတဲ့လူတိုင်းကိုလည်းပဲအမြဲတမ်းတဝါလှုပ်ပေးနေပါ။တဝါလှုပ်ပေးပါမယ်။ဆူတောင်းပေးမယ်လို့ပြောတာ။အခုဒီမုတ်ကလေးတွေဆိုရင်အတက်နိုင်ဆုံးကတနိုင်လေးပဲရောင်းတယ်လို့ကုံပြီလို့ဆိုရင်ကုံပြီပိုလို့အဲ့ဘယ်လိုပြောမလဲအနေထားအရင်ကကြည့်ပြီးတော့ကြံသွားခဲ့တယ်ဆိုတာလဲအယောင်းဝယ်မှာရှိတာပေါ့မမ ကျန်သွားခင်လဲသမီးပါလို့လဲဆိုတော့အာသမီးဒီနာနေတဲ့လူတွေတခွင်လဲသမီးကြောင့်သိတယ်သမီးအဲ့အချင်းကိုနောက်နေမတုံတော့ဘူးအဲ့ပဲတွေနောက်နေမတုံတော့ဘူးမိုးမချုပ်ခင်မှာဘယ်သူစားမဲ့လူရှိတယ်ယူသွားလိုက်ဘာဖြစ်လို့ဆိုတော့သမီးနောက်တနေ့မှာသမီးတန်နေရရင်ဒီမုတ်ကန်ကပြန်နှွေးရောက်တာဟာတိုးနေလားအဲ့စိတ်ကြီးသမီးလုံးဝအဲ့တန်နေရပို့ပြီးသမီးအဲ့လိုမရစားလို့မရအဲ့တော့စားလိုက်တော့တချို့ကဘာလို့ဆိုတော့သမီးစီကမုတ်ဝဲသွားတာ၄နိုင်၅နိုင်မှညမှထမင်းနဲ့စားမှာနော်ညမလေးအချင်းတတ်တ်ထည့်ပြီးတော့ဆိုတော့ဘာပဲဖြစ်သမီးကိုလာအားပေးတဲ့လူတွေကိုဟိုလိုမျက်နှာလွဲခဲပြစ်အဲ့ပုံစံမလုပ်ချင်ဘူး ဝဲဝါပြီးအိမ်ရောက်မှတိုးနေတယ်ချင်နေတယ်အဲ့ပုံစံလုံးဝမဖြစ်စေရဘူးအဲ့တခုသမီးအာမခံတယ်သမီးရဲ့အချင်းတွေသမီးမုတ်တွေကိုလာစားကြည့်ပါလာအားပေးပါလိုအပ်တာရှိရင်လည်းဝေးဝမ်းမအကြံပေးပါဘာကြောင့်ဆိုတော့သမီးကအရန်တော်နေတဲ့လူတွေမဟုတ်ပါဘူးသမီးတက်တော်တဲ့လူတွေလည်းအများကြီးရှိပါတယ်လက်ရကောင်းတဲ့ဈေးတွေလည်းရှိပါတယ်အဲ့ဒီကြားထဲမှာသမီးကိုချစ်ပြီးတော့လာအားပေးတာကျေးဇူးတင်တယ်အကြံဉာဏ်တွေပေးပါ ဝေဖန်ပေးပါအာမျိုးသမီးတွေညီမတွေအမတွေအခုဆိုရင်တချို့ကလေးတွေဆိုရင် စလင်းငါးနှစ်လေးတွေနဲ့အိမ်အောင်တွေပြုတ်တယ်ခလေးလေးတွေရှိတယ်အဲ့သမီးလေးတွေကိုပြောချင်တာကဘာကြောင့်ပဲဖြစ်သမီးတို့အိမ်အောင်ရေးတွေအဆင်မပြေဘူးဖြစ်ခဲ့မယ်ဆိုလဲဒီသမီးလေးတွေရဲ့ကိုယ်ကလေးတွေကိုတော့မပြစ်လိုက်ပါနဲ့လို့မအကြံပေးချင်ပါတယ်ဘဝတိုင်းကဘဝစအစအစဆိုတာကမပြေလည်ကြပါဘူးအရန်ခက်ခဲပါတယ်ခလေးလေးတယောက်နဲ့လောက်ကန်ရမယ်ဆိုရင်ကိုချင်းလန်းစာပါတယ်မလွယ်ပါဘူးဒါပေမဲ့လဲကိုယ့်ရဲ့ကလေးလေးတွေမွေးပြီးဆိုရင်ကလေးတယောက်မွေးရတဲ့အခက်ခဲကတော်တော်ကိုခက်ခဲပါတယ်လို့ မပစ်လိုက်ပါနဲ့လို့ကြိုးစားပါလို့အားပေးမယ်နော်လို့မမကလည်းအခုလို့ဒီလိုမီဒီယာတွေဘလော့ဂါတွေကြောင့်မမအစင်ပြေလာရင်လေအဲ့ဒီလိုတယောက်တစ်ယောက်ရုံးကန်နေရတဲ့အမေတွေကိုမမကူညီမှာပါလို့